ရှင်ဖရာတသက်လုံးသူများပစ္စည်းကိုတကားမှမခိုးဘူးလျှင်မိသည့်အကျိုးကျေးဇူးများခံစားရပါသည်နီးကျေးဇူးပြု၍ဖြေပေးပါအရှင်ဖရာတကယ်သိကျင်လိုပါတဲ့သူများပစ္စည်းကို မခိုးဘဲရှောင်ကျင်တဲ့သူတွေဟာကောင်းကျိုးချောင်မျိုးခံစားရပါတယ်အဲ့ဒီကောင်းကျိုးချောင်မျိုးကိုမပြောခင်မှာ သူများပစ္စည်းကိုခိုးရင်ခံစားရမိမကောင်းကျိုးချောင်မျိုးဆိုတာလည်းရှိတာကြောင့်အဲ့ဒီမကောင်းကျိုးချောင်မျိုးကိုပါထည့်ပြောမှပြည့်စုံမှာဖြစ်ပါတယ် ဒါကြောင့်သူများပစ္စည်းကိုခိုးရင်ခံစားရမိမကောင်းကျိုး၆မျိုးကိုအရင်ပြောပါမယ်နော်အဲ့ဒီမကောင်းကျိုး၆မျိုးကဘာတွေလဲဆိုရင်၁အပယ်၄ပါးတို့ကြားရောက်ခြင်း၂ဆင်းရဲမွဲတေခြင်း၃ပစ္စည်းဥစ္စာများမရှာဖွေနိုင်ခြင်း၄ရှာဖွေထားသောပစ္စည်းဥစ္စာများသည်လည်းဂျန်သူမျိုး၅ပါးတို့ကြောင့်ပျက်စီးခြင်း၅လိုချင်သောပစ္စည်းကိုမရခြင်း၆ငတ်မို့ခေါင်းပါခြင်းတို့ဖြစ်ပါတယ် ဒါဟာသူများပစ္စည်းကိုခိုးယူခြင်းကြောင့်ရရှိလာမိမကောင်းကျိုး၆မျိုးပဲဖြစ်ပါတယ်။သူများပစ္စည်းကိုမခိုးဘဲရှောင်ကျင်မယ်ဆိုရင်စန့်ကျင်ဘက်ကောင်းကျိုး၆မျိုးကိုရရှိမှာဖြစ်ပါတယ်။အဲ့ဒီကောင်းကျိုး၆မျိုးကဘာတွေလဲဆိုရင်၁။နှက်ရွာသူကတိတို့လာရောက်ရခြင်း၂။ချမ်းသာခြင်း၃။ပစ္စည်းဥစ္စာများအလွယ်တကူရှာဖွေနိုင်ခြင်း၄။ရှာဖွေထားသောပစ္စည်းဥစ္စာများကိုလည်းရန်သူမျိုး၅ပါးတို့မနှိမ့်ဆက်နိုင်ခြင်း 5. လိုချင်သော ပစ္စည်းကို အလွယ်တကူရခြင်း 6. ငတ်မို့ခေါင်းပါခြင်းဘေးတို့မှကင်းဝေးခြင်းတို့ဖြစ်ပါれ။ဒါဟာသူများပစ္စည်းကိုခိုးယူခြင်းမှရှောင်ကျဉ်ခြင်းကြောင့်ရရှိလာမိကောင်းကျိုး၆မျိုးပဲဖြစ်ပါれ။